အမမရှင်တော်ဗျာဟောကြားခဲ့တာဒုက္ခသစ္စာအပမနာယုဇောကနာကြီးဝိညာဉ်ကျုံးမှာသိကြတနေ့တော့တေယဥမိတဝိဝိတော့တေယဥမိခန္ဓာကြီးကပေါ့ပြမှုကိုသိခံလိုက်ပါဝေဒနာဒီတော်မကသစ္စာကတွေ့မြင်အမမဝေဒနာဖြစ်ပြကလေးပဲရှုနေပါပိုင်နေတော့ဟုတ်လားတိတ်တော်တာဒီကိုတော့ငငယ်ဆုံးကဆိုလေ ဘဝဒုက္ခတွေ့တဲ့ချိန်မှာသတိတရားကြားဘူးလားကြားဘူးတယ်မလားအစင်မပြေဖြစ်ခဲ့ကြရင်မုံညာကြားဘူးတယ်နော်အဲ့ဒါရိတ်တာဘုန်းကြီးဆိုတော့လှုပ်ချပြစ်တာအနေစာဝိပဒနာရှုကြရူပယုံကိုတွေ့ထိလိုက်ရင်ဖတ်တာတော်တော်ကပြီးမှမဟုတ်တော့မြောင်မြောင်ပေးရမယ်တော်ပြီဒီမဲ့ထိုးပြီနိုင်ရနော်ဟမ် ုသိုလ်ဆွဲ၍ဒုဗိသက်တင်နာကျင်သေးလားဗျာနာကျင်ရင်၅လပိုင်းကြော်မရမယ်နော်ဒီအပီလို့ရှိရင်မနေ့ကမန္တလေးမန္တလေးနှစ်ရဟောပြီးရင်တက်ကုန်းတက်ကုန်းပြီးရင်မော်လမြိုင်မော်လမြိုင်ပြီးရင်လဘုတ္တာလဘုတ္တာပြီးလို့ရှိရင်ရေတာရှိရေတာရှိပြီးရင်ရန်ကုန်ရန်ကုန်ပြီးရင်မန္တလေးမန္တလေးပြီးရင်ဂျပန်ဂျပန်ပြီးရင် အမေရိကန် အင်္ဂလိပ်တက်လာမေးကြည့် yes no နှလုံးမဲ့တက်တာတလုံးမှလည်းမတက်ဘူးနိုင်ငံတကာလည်းသွားရတာဟိုတနေ့ကထိုင်းနှစ်ခေါက်ဒီနေ့ခြောက်ခေါက်နော်စင်ကာပူရောက်သွားလိုက်လာအိုရောက်သွားလိုက်ရွှေတကပွင့်ချက်ကတော့လေဟိုးအောက်ကပဒုံကရင်လေးပြောဆိုမွန်လေးပြောဆိုလည်းလက်ကုံမဲရွှေတကပွင့်နေမှန်ရလားဗျအဲ့ဒါပြီးရင်ခုလောကထိပ်ပံကလှန့်ဆက်တယ်ခုနဗုဒ္ဓကရာပို့ပေးခြင်းလို့တဲ့ကုသိုလ်ပြည့်တယ်အေး ဘုရားကရတော့မှန်တာမယ်အဲ့ဒါပြီးရင်ထိုင်ဝမ်သွားမယ်ထိုင်ဝမ်သွားပြီးရင်အဲဒူဘိုင်းသွားမယ်ဒူဘိုင်းဒူဘိုင်းနော်ဟိုတဲတဲကန္တရာကြီးကိုမြို့တယ်ပလိုက်တဲ့ဒူဘိုင်းကြားဘူးတယ်မလားအေးလေစိတ်ကူးနဲ့တဲတဲ့ဖေရကောင်းမှုတော်ထက်မငယ်စီနဲ့ငယ်ငယ်ကလေးကအမေရိကန်ဂျပန်ထိုင်ဝမ်သွားခြင်းလို့လေဘာလို့ရတော့သိလားနော်ဘာလေးပါဘာလေးပါ ေးလေဟေတုဘေဇယောအမေရိကန်အာရမနာဘေဇယောအမေရိကန်အခုရောက်ပြီဗျာနော်ဟေတုဘေဇယောဂျပန်အာရမနာဘေဇယောဂျပန်ဆယ်နှစ်ရည်ဂျပန်သွားရပြီဗျာအင်္ဂလိပ်တက်လားမတက်ဘူးဒါပဲ you are very beautiful the twin the three the twin နဲ့ပတ်တာပဲဒါပဲဒီတာနော် ငယ်ငယ်တုန်းက gas mountain mountain do not the flower open go တဲ့အမေအတန်တွက်ကမှတဲ့ကက်ကကြောင် mountain mountain ကတောင်တောင်ကြောင်တောင်တောင် do not ကမလုံးနဲ့တဲ့နော်အခုတော့မျောကောင်းမျောနေရှာရော့မယ်အပင်နဲ့မေတို့ရင်သာမပြည့်ရှင်ခွန်းလာလွတ်ကြပြီးတော့ဒီဘဝတည်မြလာပေါင်းတဲ့ပြီးတော့ဒီခရီးဒီလိုဝဲခွဲကြရတော့မယ်ထင်ပါရဲ့အမေဝဲပြည့်တယ်ဟောဒီအဝါရောင်သင်္ကန်းလေးကလည်း ကုရောသွေးလေးပေးချံလို့အနီရောက်ဖြစ်လွှမ်းခဲ့ပြီးအမေအမေဝယ်ပြီးတာရောဒီသပိတ်ကလေးကလည်းတန်းသိပြီးဆိုတာနဲ့တပြိုင်နဲ့သပိတ်ကွဲလေးတွေဖြစ်လာတွေ့ရတော့မယ်ဘဝတဏှာဆက်ဆက်ပြီးလို့မေတို့ပေါ်မှာသာပြမစော်ကားမြည်ရာရှင်သားကိုခွင့်လို့ကြပါတော့လို့ အဖေမေရှိယာယာရုမျိုးဘက်ကိုဥတီထလိုမူလက်ဆယ်ရချိန်မှမူကရှိကိုယ်လုံးဥမချနိုင်ပေမဲ့စိတ်ထဲကညှို့သွားလို့မူအဖေအမေတွေကိုလည်းပဲကရောပန်းလေးဆင်မြန်းလို့နေပြန်ပါပြီပြိတ္တရဲ့ကိုရင်လေးမလိမ်ပါဘူးလားဒါကြောင့်တို့လည်းပဲတို့အဖေမေတွေကိုကရောပန်းလေးဆင်မြန်းကြအောင်ဆိုလိုက်စမ်းပါမြတ်မိဘကို ကိုလုံးထုံရှင်ကြည်အားကိုပါဤဖျားယမိပါကုန်ကိုလုံးထုံရှင်ကြည်အားကိုပါဤဖျားစီမီယံစုံတာရဲ့ညာလာလာပပငွေချလီလီလီနေညာအချာချာရှာရှာခန်းစံလေးတို့ကနေညာအောင်ဆုံးရတွေ့ ရောင်ဆုံးမီချူမိုင်မိုင်ချူမိုင်မိုင်မကရလကမမကရလကမသူ့မိန်တော်လည်းမကရတနာသဘုံမတက်လာရင်အလုံးရှုပ်ဒေတာရဲ့မိုင်းနာကတောင်းရှိလေးနဲ့ချက်သုံးရရမိုင်းနာကပြီးတော့တတ်တတ်ရဘွေဒေတာကြီးကမစင်တတ်တတ်မှာပဲဘွေဘွေဘွေလိုက်ပါလေအောက်ကလည်းသူနဲ့တွေ့တယ်မင်းမင်းလည်းဟီးသူသားလိုက်လားမောင်ကြီးဟီး ဥမေလောမင်းသားဓာတ်ကုံမခွေးတက်ကြိုက်လို့ထောက်နေရကြဒီခေတ်ကအဲ့လိုဟုတ်တယ်လားဟုတ်ပြီကုရူကြီးတစ္ဆေတ္တိတစ္ဆေတ္တိကုရူကြီးတင်းနေတဲ့ဗမာတကမစွချုံအောင်သွားနဲ့ချောင်းစိတ်ပြီးတော့ဟုတ်ပြီကုရူကြီးတစ္ဆေတ္တိဟုတ်တိုင်နေမလားတိုင်နေမလားဟုတ်ပြီတိုင်နေမလားဒီဒီဒီဇေရောကမတိဘူတင်နီးတဲ့ဘုကြီးမင်းတက်ကြည့်ပြင်းပြီလား တက်တက်ကြီးပြင်းပြီလားအဲရွှေ့နေရဓမ္မတင်လည်းပါဆင်ရိုက်လို့ရှိရတာပဲလူကဘတ်ဘတ်မောနေပေါ့ဓမ္မတင်မောင်ဘုရားလုံးနေဟုတ်တယ်ဓမ္မတင်လည်းပါဆင်ရိုက်ရုံရှိရတာနော်တရားဟောရင်တရှင်းနေဆိုတယ်ရှိလားမရှိဘူးလားတရားဟောတယ်ဆိုတာဘုန်းတော်ရဲ့တရားကိုဟောမှလေတရှင်းဆိုမှာမဟုတ်ဘူးလေအဲ့တော့တရားဟောရင်တရှင်းနေဆိုတယ်အပြောင်ပြက်တွေရည်စရာတွေချောက်ဟောတယ်အဲ့ဒါတွေဟာဓမ္မအက္ခရဝပဲတက္ကရာမတွေသတိပြုဖို့နော်အေးဦးဇင်းတို့ဒါမာဂန္ဓဆရာကြီးထောက်ပြထားတာဦးဇင်းသိတဲ့ဘောကြတယ် ယနေ့ခေတ်တက္ကရာမတွေကတရားပွဲကျင်းပတယ်။ဟောသိကောင်းတယ်ဥစ္စလို့သဘောကျတယ်။ဒါပေမဲ့တရားပွဲမြန်မာနိုင်ငံမှာအကျင်းပပြီမဲ့သာသနာတော်ကမတိုးတက်လာဘူး။ဆုတ်ယုတ်သွားတယ်။ပို့ပို့ပြီးတော့မကောင်းလာဘူး။လျှာလွှိုင်းလွှိုင်းနဲ့နစ်သွားတယ်လို့ပဲ။သာသနာလေးကြီးကတဖြည်းဖြည်းနဲ့နစ်လာတယ်။သာသနာတော်မှာဘာဖြစ်လို့နစ်သွားတာလဲ။ဒီလောက်တရားနာနေကြတာ။ဝါရင်းအထူးတရားပွဲတွေရောဝါပတရားပွဲတွေရောဆုံးတာပဲ။ဘာဖြစ်လို့လဲဆိုတော့ဘုရားရဲ့ဓမ္မအစစ်တွေကို ဟောကြားတဲ့ပုဂ္ဂိုလ်တွေလည်းနဲတယ်လူတွေလည်းမရွေးတတ်ဘူးတရားပွဲပင့်ဘာပင့်လဲဆိုတော့ရည်စရာပြောတဲ့ဘုန်းကြီးကိုပင့်တယ်တခါကြီးတခါမကြီးတရားပွဲကောင်းလားကောင်းတယ်ဘာဖြစ်လို့လဲရည်ရလို့ဟုတ်လားရည်ရရင်တရားကောင်းတယ်ဆိုပဲတခါတခါမကြီးဘယ်လိုလုပ်ကြမလဲရည်ရရင်တရားကောင်းတယ်ဆိုတော့ကိုယ့်ရဲ့ level အစဉ်အတိုင်းကိုပြန်ကြည့်နော်အဲ့လိုလူမျိုးတွေကသာသနာတော်ကိုဆောင်ချောင်းနိုင်ပါမလားဘယ်နဲ့ရည်ရတာကိုတရားကောင်းပါတယ်ဆိုတော့ဥစဉ်ကပြောတဲ့အခါကျတော့လေရည်ချင်လို့ချင်းလူချင်းတော့ငှားလိုက်ပါလားလို့ ဘုန်းကြီးဘာလို့ငားနေပြင့်နေသေးတော့ဘုန်းကြီးပြင့်နေဆိုတာရည်ကျင်လို့လားတရားနာကျင်လို့လားရည်ကျင်ရင်ဘသူ့ကိုငားမလဲအေးလူကျင်တော်ပဲငားလိုက်မှာပေါ့လူကျင်တော်ပဲငားလိုက်မှာလူကျင်တော်ငားလို့သာသနာမပြတ်ဘူးလေဘုန်းကြီးကိုခေါ်ပြီးတော့ဟာသာပြောခိုင်းမှာပဲသာသနာပြတ်မှာပေါ့ဓမ္မအကရဝနောအဲကြောင့်ရည်ကျင်လူကျင်တော်ကိုငားပါတရားနာကျင်ဘုန်းကြီးကိုပြင့်မှာနော်တတိပြုရမယ်တရားဟောရင်တခြင်းဆိုဟောတာမျိုးနဲ့ဟောရင်မှန်ပါသလားဖရာတဲ့ မမှန်ပါဘူးမှားပါတယ်နော်မှန်တယ်ဆိုရင်ကြံဒီကံဆရာတော်ဆိုရင်တရုတ်ပါထက်ဆောင်ဟောတတ်ပါတယ်ဖရာမသိလို့မေးတာပါဖရာနားလေကျင်တာပါဖရာတဲ့အင်္ဂုတ်တော်ကျမ်းမှာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတချင်းလိုစွန့်ငင်ပြီးဟောမယ်ဆိုရင် အပြည့်၅မျိုးသိမ့်ရောက်နိုင်ကြောင်းဖော်ပြထားပါတယ်အဲ့ဒီအပြည့်၅မျိုးကဘာတွေလဲဆိုရင်၁မိမိအတန်၌တတ်မှတ်ခြင်း၂ တရားနာပရိသတ်တို့ကတရား၌မမတ်အတန်၌တာယာတက်မှတ်ခြင်း၃ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ခြင်း၄အတန်ကောင်းအောင်လုံလဆက်ရသဖြင့်တမာတိပြည့်လွယ်ခြင်း၅။နောက်လာနောက်သားတို့အတူယူဟောကြားသဖြင့်သာသနာပြည့်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာတရားဟောဓမ္မကတိကများတရားဟောတဲ့အခါမှာတရားအတန်ကိုတခြင်းလိုစွန့်ငင်ရေးဟောကြားခြင်းကြောင့်ရရှိလာမိအပြည့်၅မျိုးပဲဖြစ်ပါတယ်။ နောက်ပြီးယဟန်ဟာတခြင်းဆိုမယ်ဆိုရင်ဝီနီးအယအာဘလဲတင့်ပါသေးတယ်။ဒါကဖျားဟောဒေသနာအယပြောပြတာပါ။တို့တော့ဂျာနီကန်ဆရာတော်ကြီးတရားဟောတဲ့အခါမှာအဆိုးအငိုတွေနဲ့ဟောတာကိုတော့အပြည့်မပြောကျင်ပါဘူး။ဘာကြောင့်လဲဆိုရင်ဂျာနီကန်ဆရာတော်ကြီးအဲ့ဒီလိုအဆိုးအငိုတွေနဲ့ဟောလို့ပဲတရားမနာကျင်တဲ့သူတွေတရားနာကျင်လာကြတာပါ။ယနေ့ခေတ်မှာတော့မှဂျာနီကန်ဆရာတော်ကြောင့်တရားနာကြရတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်နော်။နားလည်ပါစေ။